တမန်ဘုရားများအားလုံးကို Blessed Sunday ပါလို့တခင်ခရစ်တော်ရဲ့နာမကိုအမိပြုပြီးတော့ရှေ့ဥစွာနောက်ကိုဆက်ပါတယ်။အဲ့တော့ဒီနေ့အဆိုရင်ကျွန်တော်တို့အမှုတော်ဆောင်များတင်းဥဆရာရှာမများကိုခြေစူးတင်ဂုဏ်ပြုရတော့နေထူးနေမြဖြစ်ပါလေ။အဲ့တော့ကျွန်တော်တို့ရဲ့တင်းဥဆရာများအမှုတော်ဆောင်များဟာရဲ့ဖျားရခင်ခြေစူးတော်အပြင်ဝိညာဉ်ရေးရနဲ့ဥဆောင်လျက်နောက်ကဘတော်ကိုဟောချပေးနေတော်သူများဆုတောင်းပေးတော်သူများနေ့တိုင်းအားပေးတော် သူများဖြစ်ကြပါလေအသူတို့ရဲ့ယေရှုပြုတဲ့အရာတွေကိုကျွန်တော်တို့ကအဲ့ဒီအမှုကိုထောက်ပြီးတော့နဲ့အမှုတော်ဆောင်များကိုယေရှုတင်ဂုံပြုခြင်းဟာဘုရားသခင်အလိုတော်ပဲဖြစ်တယ်ဆိုတာကိုရှေ့ဥစွာကျွန်တော်လည်းနဲ့နားလည်စေချင်ပါတယ်အဲ့တော့ယနေ့ကျွန်တော်တို့ဒီအမှုတော်ဆောင်များကိုဂုံပြုတော်နေ့မှာကျွန်တော်လည်းနဲ့မျှဝေဖို့ရန်ပြင်ဆင်ထားပါတယ်ဒီနေ့ ကောင်းစဉ်နေနဲ့ကတော့ဓမ္မအမှုတော်ဆောင်များအားဂုံပြုခြင်းဆိုတဲ့ကောင်းစဉ်ဖြစ်ပါတယ်။အဲတော့အခြေပြုထားတာကတော့တိတက်ခန်းချင်းကပိုင်ငယ်ဆက်နှစ်ကနေဆက်သုံးဖြစ်တယ်။အဲတော့ရှေးဥစွာကျွန်တော်ဖတ်ပါမယ်။ထို့ကြောင့်တင်တို့ဒီယခုပင် ပြုရင်ဤသူအချင်းချင်းတိုက်တွန်း၍တယောက်ကိုတယောက်တည်ဆောက်ကြလော့။သောမတပါညီအကိုတို့တင်တို့တွင် အမှုတော်ကိုဆောင်ရွက်ခြင်းတခင်ဖျားအခွင့်နှင့်အုပ်ဆိုးခြင်းတတိပေးခြင်းအမှုကိုပြုတော်သူတို့ကိုတည်မှတ်၍ သူတို့ပြုတော်အမှုကြောင့်မေတ္တာစိတ်နဲ့အလွန်ချစ်ခင်လေးမြတ်မြတ်အကြောင်းငါတို့ဒီတောင်းပန်ကြ၏အချင်းချင်းအတင့်တင့်နေကြလို့ဆိုပြီးတော့ဟောပြတာတွေ့ရပါတယ်။ဒါကြောင့်မို့ယနေ့ကျွန်တို့အမှုတော်ဆောင်မြတ်ကိုခြေဆုတင်ဂုံပြုတင့်တဲ့အကြောင်းရင်းမှာယနေ့ဒီမှာကျွန်တော်တို့ဟောပြထားတာတွေ့ရပါတယ်။ယနေ့အမှုတော်ဆောင်မြတ်ဟာသူတို့ရဲ့အာဆုံးလို့အနစ်နာခံမှုတွေဆက်ကမှုတွေရှိပါတယ်။အဲ့တော့သူတို့ဟာသူတို့ရဲ့အချင်းတွေ အင်အားတွေဘဝတစ်ခုလုံးအတွက်ရင်းနဲ့ပေးဆပ်ထားကြတာဖြစ်ပါလေဆက်ကပ်ထားကြတာဖြစ်ပါလေအကြောင်းမို့ဤနဲ့သူတို့ကိုကျွန်တော်ဂုံပြုတင်ပါလေပြီးတော့သူတို့ဟာဆုံးမဩဝါဒပေးတော်သူများဖြစ်ပါတယ်အမှုတော်ဆောင်များရင်းနဲ့နှုတ်ကပတ်တော်အယတမချန်းစာအယတမတရားနဲ့အညီကျွန်တော်တို့အမြဲတမ်းဆုံးမဩဝါဒပေးပြီးတော့ဝိညာဉ်ရေးရာနဲ့ကြီးပြင်းလာဖို့ရှင်သန်ကြီးထွားလာဖို့အမြဲတမ်းဆုံးမဩဝါဒပေးတော်သူများဖြစ်ပါလေ ပြီးတော့ကျွန်တော်တို့ကိုအမြဲတမ်းဆုတောင်းပေးနေတော်သူများလေးဖြစ်ပါတယ်။အားကြောင့်လည်းဆိုအမှုတော်ဆောင်များကျွန်တော်တို့အတွက်နေစင်တဲ့အမြတ်လိုအပ်ချက်များအားလုံးအတွက်သူတို့အမြဲတမ်းဆုတောင်းပေးနေတယ်။သူတို့ရဲ့ဆုတောင်းပေးနေခြင်းအပြင်ဆုတောင်းပေးခြင်းအပြင်ကျွန်တော်တို့အသက်တာထဲမှာကောင်းချီးမင်္ဂလာမှာစီစဉ်စေတာဖြစ်ပါတယ်။အကြောင်းကိုရေးတဲ့ကျွန်တော်တို့ဒီတက်တက်ခန်းချင်းကပိုင်းငယ်စနေကနေ73မှာကျွန်တော်ပြန်ဖတ်ကြည့်တဲ့အခါမှာသုံးမတပိုင်းကြီးအကိုတို့တင်တို့အတွက်အမှုတော်ကိုဆောင်ရွက်ခြင်း ရတဲ့ကျွေတို့အသက်တာထဲမှာဖရားရဲ့အမှုတော်ကိုဆောင်ပေးနေတော်သူများကိုယနေ့ကျွေတို့ကွန်ပျူတာတွေအကြောင်းလေးတွေမှာယနေ့အမှုတော်ကိုဆောင်ရွက်တော်သူများဟာယနေ့တုံတန်ဘယ်သူမှမလုပ်ချင်ကြပါဘူးအမှုတော်ဆောင်ခြင်းဟာယနေ့လွယ်တယ်လို့နဲ့ခက်ခဲပါလေတကယ်တမ်းဆိုရင်အမှတမ်းမှခက်ခဲပါတယ်တုံတန်ရန်လူတွေကတော့မလုပ်ချင်ကြတာဖြစ်ပါလေဒါမဲ့ဒီမှာယနေ့အမှုတော်ကိုဆောင်ရွက်နေတော်သူများတကယ်ပဲ သူရဲ့အတ္တတဲမှာလဲအာဆန္ဒရှိခြင်းမှရှိမယ်ဒါပေမဲ့ဘုရားသခင်ခတ်တဲ့အခါမှာဘုရားသခင်ရွေးချယ်ပိတ်တိတ်ပေးလာတဲ့အခါမှာငင်းပယ်လို့မရဘဲနဲ့အမှုတော်မြတ်မှာပါဝင်ဆက်ကနေရရဖြစ်ပါလေအဲ့တော့သခင်ဘုရားအခွင့်နဲ့အုပ်စုခြင်းဒါနဲ့သူတို့ကယနေ့ဘုရားသခင်ရွေးချယ်ထားတဲ့တိုးတော်စုများကိုသခင်ဘုရားရဲ့အခွင့်နဲ့သူတို့ကအုပ်စုရတာဖြစ်ပါလေသူတို့ကအနံအသက်အုပ်စုခြင်းမဟုတ်ပါဘူး တခင်ဖျားရဲ့အလိုတော်နဲ့အညီတမာတရားနဲ့အညီသူတို့မှာအုပ်ဆိုးခွင့်ရှိတာဖြစ်ပါတယ်အုပ်ချုပ်ခွင့်ရှိတာဖြစ်ပါတယ်ဘာကြောင့်လဲကျတော့အတင်းတို့အတင်းတာတို့တို့စုများမကွဲလွန့်သွားစေဖို့မပြောက်ပြက်သွားစေဖို့အုပ်ဆိုးရတော့အခွင့်မရတော့သူများဖြစ်ပါတယ်ပြီးတော့ဒီမှာပြောထားတဲ့တတိပိချင်းမှုကိုပြုတော်သူတို့ကိုတည်မှတ်ယူအဲ့တော့ယနေ့ကျွန်တော်ကအမြဲတမ်းဒီမှုတော်ဆောင်များတတိပိလေးရှိပါတယ်အဲ့တော့လောကမှာအသက်ရှင်တဲ့အခါမှာလေယနေ့ ဒီအရာဟကောင်းတယ်မကောင်းဘူးဒီလမ်းဟမားတယ်မှန်တယ်ဆိုတော့အမြဲတမ်းတွင်တင်ဆုံးမလမ်းပြတတိပေးနေလို့သူများဖြစ်ပါတယ်ဒီလောကအတွက်တာမကပဲနေဒီနေ့တမလွန်ရေးရဝိညာဉ်ရေးရအတွက်ပါကျွန်တော်တို့တတိပေးနေပါလိမ့်ဘေးပါကိုတတိပေးနေတာလေဆိုရင်သာဝရငရေမှာကျွန်တော်တို့အဆုံးမတတ်ဘူးဖြစ်ပါတယ်သာဝရကောင်းခင်ဖျားတိခင်နဲ့အတူနေနိုင်ဖို့ရအတူဆိုးဆန်နိုင်ဖို့ရအတွက်ကျွန်တော်တို့ အမြဲတမ်းဘုန်းကြီးရေးရပိုင်းမှာတတိပင်းနေလို့သူများဖြစ်ပါလေအဲ့တော့ကျွန်တော်တို့ကိုတိမှန်၍တဲ့သူတို့ပြုတော့အမှုကြောင့်မေတ္တာစိတ်နဲ့အလွန်ချစ်ခင်လေးမြမြအကြောင်းအဲ့တော့ယင်းနဲ့ထုတ်ခဲ့တော့အမှုတော်ဆောင်များကယင်းနဲ့နီလံပေါင်းဆောင်အဖြစ်အာကျွန်တော်တို့အတွက်ယင်းနဲ့သူတို့ကတွင်တင်လမ်းပြဆုံးမပေးတယ်နော်ကျွန်တော်တို့ကိုအမြဲတမ်းမေတ္တာပြပေးတယ်ပြီးတော့စိတ်ရှည်တည်ခံပေးတယ်ခြေဆုပြုနေကြတယ် ။ဒါကြောင့်မို့ချိုတို့ကဒီမှာဆက်ဖက်ကြည့်တဲ့အခါအချင်းချင်းအတင်းတင်းနေကြလို့။ဒါကြောင့်မို့ရှင်ဘောလူကအာထိုကဲ့သို့လေးမြတ်မြတ်အကြောင်းငါတို့ဒီတောင်းပန်ကြ၏။ရှင်ဘောလူကယနေ့ချိုတို့ကိုတောင်းဆိုပါれ။မိမိအတင်းတော်ဥဆောင်နေတဲ့အမှုတော်ဆောင်တေဥဆရာများကိုယနေ့ချိုတို့ကတကယ်ပဲမေတ္တာစိတ်နဲ့အလွန်ချစ်ခင်လေးမြတ်မြတ်အကြောင်းလို့ဖော်ပြထားပါれ။အဲ့တော့တာမန်မဟုတ်ပါဘူးကျွန်တော်တို့ကလည်းဂုံပြုတ်ရမှာဖြစ်ပါတယ် ဂုံဖြုတ်တိုက်လို့သူများလည်းဖြစ်သေးဆိုကျွန်တော်တို့နောက်ကပတ်တော်အဖြစ်နားလေရပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဒီအမှုတော်ဆောင်မြောက်ဂုံဖြုတ်တော်နေ့မှာဒီတဲ့တင်သားများအားလုံးဒီနေ့ကျွန်တော်တို့ကမိမိရဲ့အမှုတော်ဆောင်မြောက်ကိုဂုံဖြုတ်တင်နေဆိုတဲ့အကြောင်းနောက်ကပတ်တော်အဖြစ်လိုက်တွန်းဝေခချင်တယ်။ပြီးတော့အမှုတော်ဆောင်များရဲ့အရေးပါမှုနဲ့သူတို့ကနော်ဖြစ်ကြဆန်းနဲ့အာဗိတ်တိခံခဲ့လို့သူများမဟုတ်ပါဘူး။ အမှုတော်ဆောင်ခဲ့တော့သူများမဟုတ်ပါဘူးသူတို့ကတကယ်ဘုရားသခင်ရဲ့အခွင့်နဲ့ဘုရားသခင်ရဲ့အလိုတော်နဲ့သူတို့ရွေးကောက်ခြင်းအားဖြင့်ဒီအမှုတော်မြတ်မှာပါဝင်လာရတာဖြစ်ပါလေအဲ့တော့အဖက်ခန်းကြီးလေးပိုင်ငယ်ဆက်တက်ကနေဆနေထဲမှာဘယ်လိုပြောရလဲဆိုရင်ခရစ်တော်ဤကိုတော်ကိုတည်ဆောက်၍ဓမ္မဆရာဤအမှုကို ပြုတတ်မည်အကြောင်းတန်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုက ထိုတခင်သည်လူအချို့တို့ကိုတမန်တော်အရာ၌၎င်း အချို့တို့ကို prophet အရာနဲ့လည်းကောင်းအချို့တို့ကိုသာသနာပြုအရာနဲ့လည်းကောင်းအချို့တို့ကိုတင်းအုပ်ဆရာပြီးတော့ဆရာအရာနဲ့လည်းကောင်းခံထားတော်မူဤဆိုပြီးတော့ဖော်ပြထားပါတယ်အဲ့တော့ဒီနောက်ခုပတ်တော်ဆိုလိုရင်းဟာလူတယောက်ကမိမိအလိုလျောက်ဒီအရာတွေဒီရာထူးတွေဒီလိုပိတ်တိတ်ခံမှုကိုမရနိုင်ပါဘူးဘုရားသခင် အခွင့်ပေးလို့တာလင်ဘုရားသခင်ရွေးကောက်လို့တာလင်ဒီအခွင့်အရာကို ဒီယာထုတွေကိုရကြတာဖြစ်ပါလေဒီယာထုအဖြစ်လဲအမှုတော်မြတ်မှာပါဝင်ခွင့်ကိုရကြပါလေဒါကြောင့်ဒီတဲ့ကျတော့အတင်းတော်မှာပါဝင်ဆက်ကနေတဲ့အမှုတော်ဆောင်များပြီးတော့အာဒီအတင်းတော်ကိုဥဆောင်နေတဲ့ဒီတဲ့ဥဆရာများဘုရားသခင်ရဲ့အာရွေးကောက်ခြင်းအဖြစ်ဗိတ်တိတ်ပေးခြင်းအဖြစ်ဒီတဲ့သူတို့ကဥဆောင်နေကြရတာဖြစ်ပါလေအဲ့တော့ဒီအမှုတော်ဆောင်များ တယုံဆရာများဖျားတခင်တမဂျေစုတော်အပြင်ဂျေစု ပြုတော်မူသောသူများဖြစ်ကြပါလေသူတို့အလိုလျောက်သူတို့ရဲ့စန္ဒအလျောက်လှုပ်ဆောင်ခြင်းလည်းမဟုတ်ပါဘူးအဲ့တော့ဒီနေ့တချို့ဆိုရင်အာသူဂျေစုတွေမတူကြပါဘူးတယောက်နဲ့တယောက်လှုပ်ဆောင်နိုင်ခြင်းလည်းမတူကြပါဘူးဒီနေ့ကျတော့အတင်းတော်ထဲမှာရှိနေတဲ့ဆရာတွေအားလုံးကတမျိုးထည့်ကိုပဲလှုပ်ဆောင်နေလို့သူများမဟုတ်ပါဘူးသူကန္တာနဲ့သူသူစုကျေစုနဲ့သူယနေ့အတင်းတော်ထဲမှာပါဝင်ဆက်ကနေကြနေ ပါဝင်ဆက်ကပ်နေကြတာဖြစ်ပါတယ်။အကြောင်းမို့ဒီနေ့ဘေးဆရာကိုမဆိုဘေးအမှုတော်ဆောင်ကိုမဆိုကျွန်တော်တို့ကဒီနေ့အတိအမှတ်ပြုပြီးတော့သူတို့ကိုဂုံပြုကြရမှာဖြစ်ပါတယ်။ဘာကြောင့်လဲ။ဘုရားရှင်ကိုယ်တော်တိုင်ကရွေးကောက်ပြီးတော့ခန့်ထားလို့တကြောင်မဖြစ်သေးဘူးဆိုတော့ကျွန်တော်တို့ဒီငကဘတ်တော်အပြည့်တွေ့ရပါတယ်။အကြောင်းမို့ကျွန်တော်တို့ကိုအတင်းတော်မှာရှိနေဆရာတွေကိုအိုဆရာကလှုပ်တာကဘူကောင်းတဲ့ဒီဆရာလှုပ်တာကနိုင်ကြတယ်ဟိုဆရာဟိုပြောတာကမကောင်းဘူး ဒီလိုလုတ်တဲ့ဟိုလိုလုတ်တဲ့ကျွန်တော်တို့ပြောနိုင်မဲ့အစားဘုရားသခင်ကသူ့နေရာနဲ့သူသူ့ကျေးဇူးအတိတ်ပေးပြီးတော့ယနေ့ကျွန်တော်တို့ကိုခန့်ထားတာဖြစ်ပါတယ်ရွေးချယ်ခန့်ထားတာဖြစ်ပါတယ်လှုပ်ဆောင်စေတာဖြစ်တယ်ဆိုကျွန်တော်တို့တွေ့ရပါတယ်အကြောင်းမို့ကျွန်တော်တို့ကသူတို့ဟာဝိညာဉ်ရေးရနဲ့ဥဆောင်လို့သူများဖြစ်တယ်ဆိုတော့ကျွန်တော်တို့အားလုံးလက်ခံကြရမှာဖြစ်ပါတယ်ဒါကြောင့်အမှုတော်ဆောင်များဟာဘုရားသခင်ရဲ့ဒုတော်ဆုများကိုဥဆောင်ခြင်းအမှုကိုသူတို့ကအာ အချိန်ပေးပြီးတော့နော်ဆွက်ကပ်ပြီးတော့ထမ်းဆောင်နေကြရတာဖြစ်ပါလေပြီးတော့သူတို့ကနောက်ကဘတော်များကိုဝင်ကဟောပြောတက်တဲခံနေတော့သူများဖြစ်ပါလေဘာကြောင့်လဲသူတို့ကဖျားတိခင်နောက်ကဘတော်ကိုတမန်တရားနိုင်ရင်အမြဲတမ်းတွင်တင်နေတော့သူများဖြစ်တယ်ဘာတို့လဲဝိညာဉ်ရေးရာနဲ့ရှင်တန်ကြီးတော်လာဖို့ဖြစ်ပါလေအမြဲတမ်းနိုးကြနေဖို့ရန်အတွက် သူတို့ကဟောပြောနေကြရတာဖြစ်ပါလေပြီးတော့သူတို့ကကျွန်တော်တို့ကိုအမြဲတမ်းဆုတောင်းပေးနေလို့သူများဖြစ်ပါလေဆိုတော့ကျွန်တော်အမြဲတမ်းတတိယဖြစ်ပါလေကြောင့်မို့တော့ဆောင်းများကျွန်တော်တို့ရဲ့လိုအချက်များအတွက်အမြဲတမ်းတတိယဆုတောင်းပေးနေလို့သူများဖြစ်တယ်ယေရှုပြုနေကြပါလေကျွန်တော်တို့ကိုဒါကြောင့်မို့ကျွန်တော်တို့မမြင်နိုင်တော့နေရာကနေဒီနေ့ဒီအမှုတော်ဆောင်တွေကကျွန်တော်တို့အသေးတို့တင်သားများအတွက်တိုးတော်ဆုများအတွက်နေလံပေါင်းစုံအပြည့်ရင်းနဲ့သူတို့ဆက်ကပ်နေကြတယ်မို့တော့မြတ်မှာ ပါဝင်နေကြလေကျွန်တော်တို့အတွက်အမြဲတမ်းကျေးဇူးပြုနေကြတာဖြစ်ပါလေဒါကြောင့်ကျွန်တော်တို့ကျွန်တော်တို့ကဒီအမှုတော်ဆောင်များကိုကျေးဇူးတင်ဂုဏ်ပြုတင်တာဖြစ်ပါလေအဲ့တော့ယနေ့ကျွန်တော်တို့အာဒီအမှုတော်ဆောင်များကလည်းလူသားဖြစ်ပါလေဘုရားသခင်ကရွေးကောက်လို့တာခန့်ထားလို့တာအမှုတော်မြတ်မှာပါဝင်နေကြရတာဖြစ်ပါလေအဲ့တော့သူတို့မှလည်းခန္ဓာစိတ်ဝိညာဉ်အာနေရောအချင်းရှိကောင်းရှိလာမှာဖြစ်ပါလေ ရှိနိုင်လို့သူများလည်းဖြစ်ပါဒါကြောင့်ကျွန်တော်တို့ကဒီအမှုတော်ဆောင်များအတွက်လည်းအမြဲတမ်းစုတောင်းတတိယပေးနေဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်ဟေပြေအခန်းကြီး73ပန်းငယ်78ထဲမှာဘာလို့ပြောလဲဆိုရင်ငါတို့အဖို့စုတောင်းကြလို့ငါတို့ဒီကိုကိုကူတီတော်စိတ်ကြည်လင်ရက်အရာရာတို့နဲ့ကောင်းမွန်စွာကျင့်နေခြင်းကအလိုရှိတော်သူဖြစ်သည်ဟုစိတ်ဆွဲလန်းခြင်းရှိကြ၏အဲ့တော့ကျွန်တော်တို့အတွက်လည်းဆွတောင်းပေးပါဆိုပြီးတော့ဒီမှာဟေပြေထဲမှာ ပေါ်ပြထားတာတွေ့ရတယ်။မှန်ပါတယ်ဒီနေ့ကျတော့အမှုတော်ဆောင်များခါလေအားငယ်တဲ့ချိန်တွေရှိတယ်စိတ်ပျက်တဲ့ချိန်တွေရှိတယ်လုံးဝတော့အတက်တာထဲမှာတော့ဒီအမှုတော်ပြတ်မှာမပါဝင်နိုင်လောက်အုံကိုဖြစ်လာတဲ့အချိန်တွေအချိန်တွေမျိုးတွေကြုံတွေ့ရတတ်ပါလေဒီလိုအချိန်တွေမျိုးတွေမှာရှိနေတဲ့အချိန်မှာဒီနေ့ကျတော့အတင်းတို့တင်တာများရဲ့ဆုတောင်းပေးခြင်းဟာအင်မတန်မှထီရောက်ပါလေအဲကြောင့်မို့ကျွန်တော် မိမိအတင်းတော်မှာရှိနေတဲ့အမှုတော်ဆောင်များအတွက်အမြဲတမ်းတတိယဆုတောင်းနေဖို့ရလိုအပ်ပါလေ။ဘာကြောင့်ပါအတွက်လေယနေ့ကျွန်တော်တို့ရဲ့အာဝိညာဉ်ရေးရာမြဲတမ်းနှိုးချားနေဖို့ခွန်အားရှိနေဖို့အတွက်ဖြစ်ပါလေ။အမှုတော်ဆောင်များယနေ့ကျွန်တော်ဝိညာဉ်ရေးရာနဲ့ခွန်အားရှိနေမှအတင်းတို့တင်သားများကိုလည်းအာသာ၍ဝိညာဉ်ရေးရာမှာရှင်သန်ကြီးထောင်းအောင်ဆက်လက်ပြီးတော့ဥဆောင်ပေးနိုင်မှာဖြစ်ပါလေ။ပြီးတော့ကျွန်တော်ဂျမ်းမာရေးအတွက်လည်းနေရတတိယဆုတောင်းပေးဖို့ဖြစ်ပါလေ ခန္ဓာကြီးဟာရင်းနဲ့ပုံပြတ်တတ်တယ်နာကျင်တတ်တယ်ဒုက္ခပြားတွေလည်းခံစားနိုင်ပါတယ်ဖြားနာနိုင်ပါလေအတော့သူသူတို့တွေအတွက်ကျွန်တော်တို့ဟာဒီခန္ဓာစိတ်ပိုင်းဆိုင်ရာကျွန်တော်တို့ကြားမာနေစေဖို့ညာအမြဲတမ်းတတိယဆုတောင်းပေးဖို့ဖြစ်ပါတယ်ပြီးတော့သူတို့ရဲ့မေတ္တာစုများအတွက်အမှုတော်ဆောင်ရဲ့ဒီ မိသားစုများတို့လည်းတတိယစုတောင်းပေးပြအင်မတန်မှအရေးကြီးပါလေမိသားစုအယောက်စုတိုင်းမှာရင်းနဲ့အဲ့ဒီဈာမချင်းကောင်းချင်းမင်္ဂလာတက်ရောက်ပေါ်ရစုတောင်းပေးဖို့လိုအပ်တယ်ဘာကြောင့်လဲမိသားစုထဲမှာဒီနေ့မဈာမမာရာတွေရှိလာရင်အမှုတော်ဆောင်ပြောင်းနေတဲ့လှုပ်ဆောင်ဖို့ရခက်ခဲတဲ့အရာတွေများများစွာရှိလာတယ်အဟအတာတွေဖြစ်လာတယ်နောက်ဆန်တင်းစရာတွေဖြစ်လာတယ် ဒါကြောင့်မို့အမှုတော်ဆောင်များကိုယ်တိုင်ကျမ်းမာဖို့လိုသလိုသူ့ရဲ့မိသားစုတွေသူနဲ့သက်ဆိုင်တဲ့မိသားစုတွေလည်းကျမ်းမာနေဖို့ရန်အင်မတန်မှအရေးကြီးပါလေ။အဲ့ဒီခါမှာကျတော့ခန္ဓာပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဝိညာဉ်ပိုင်းဆိုင်ရာနေ့ဒီ၃ပိုင်းစလုံးမှာအရောက်စီတိုင်ကျမ်းမာစေဖို့ရန်အတွက်ကျမ်းမာနေဖို့ရန်အတွက်နေ့ဒီအတင်းတို့တင်သားများနေနေလဲဆူတောင်းပေးနေဖို့ရန်အင်မတန်မှအရေးကြီးတယ်ဆိုတော့ကျွန်တော်လည်းလက်တွန်းအပြည့်ချက်ပါလေ။ အဲ့တော့ဖိလစ်ပိခန်းကြီး1ပိုင်းငယ်3ဝန်းနဲ့၄ထဲမှာဘယ်လိုပြောသလဲဆိုရင်ငါဒီစုတောင်းပတနာပြုတော့အခါခါဝမ်းမြောက်တော့စိတ်နဲ့တင်တို့ရှိသမျှအဖို့ကိုအစဉ်စုတောင်းပတနာပြုလေအဲ့ဒီဒီမှာအာရှင်ဘောလူကိုယ်တိုင်ကလည်းတကယ်ပဲသူကအမြဲတမ်းစုတောင်းတဲ့အခါမှာတဲ့ဝမ်းမြောက်တော့စိတ်နဲ့တင်တို့ရှိသမျှအဖို့အစဉ်စုတောင်းပတနာပြုလေမှန်ပါတယ်ကျွန်တော်အမှုတော်ဆောင်များဟာလည်း နော်ဆူတောင်းတဲ့အခါမှာမိမိအတွက်တပဲဆူမတောင်းတတ်ကြပါဘူးမိမိနဲ့တွတ်ဆိုင်တဲ့သူ့တို့ဆူများအတွက်အဲနဲ့တည်ရနေတယ်ပြီးတော့ဆူတောင်းပေးနေတယ်အဲ့တော့ဝမ်းမြောက်တော့စိတ်နဲ့လို့ပြောပါတယ်ကျို့တို့ကနော်ဒီလိုဆူတောင်းပေးတဲ့အခါမှာနော်ထိုကေတို့ယနေ့ကျို့တို့အတင်းတို့တင်းများအတွက်အမြဲတမ်းအာဆူတောင်းပေးနေတယ်ဆိုတာကိုတတိယပြီးတော့ဒါကိုကျို့တို့မလို့ရမလဲဆိုရင်ဒီမှာဆက်ပြောတာကတင်တို့ကိုအောင်းမဲ့တော့အခါခါ တင်တို့ဒီရှေးဥစွာတို့နေမှာဆ၍ယခုတန်ရောက်ဧဝံဂေလိတရားကိုဆက်ဆံ၍ခံစားကြောင်းကိုငါထောက်တော်ဖြင့်ဖျားလိခင်ရဲ့ခြေဆုတော်ကိုရှင်းမှန်ပါ၏တော်တင်တို့တွင် ကောင်းသောအမှုကိုပြုဆပ်ပြုတော်မူတော်သူသည်ယေရှုခရစ်၏နေရတန်အောင်ပြည့်စည်လက်ပြုတော်မူမည်ဟုငါတဘောကြ၏ဒီနေ့အမှုတော်ဆောင်များအတင်းတို့တင်များအတင်းတို့တင်သားများအပေါ်မှာဘယ်လောက်ထိမျှော်လင့်ထားတယ်ဘယ်လောက်ထိနော်ဆန္ဒရှိတယ်ဆိုတော့ဒီစင်ဘောလူအဖြစ်ကျွန်တော် တရားပါတယ်အဲ့ဒီတန်လေးရှင်တဲ့အမှုတော်ဆောင်တွေမြောက်များစွာကရင်တဲ့ထိုကဲ့သို့ပဲကိုယ့်ရဲ့မိမိရဲ့အတင်းတို့တင်တာများကိုအာအဲ့ဒီစန္ဒရှိပါတယ်အတော့အဲ့ဒီအတန်လေးရှင်တဲ့အတင်းတို့တင်တာများကိုတိုင်းကလည်းပါလေအာဂျေစုတုံ့ပြန်တတ်ဖို့ပြီးတော့ဂုံပြုတ်တတ်ဖို့ပြီးတော့ကျွန်တော်ရဲ့အတင်းတော်မှာရှိနေတဲ့ဒီတင်းအုပ်ဆရာတော်လည်းကောင်းအမှုတော်ဆောင်များတော်ကောင်းသူတို့တဲ့အားလုံးကိုအာအမြဲတမ်းဆုတောင်းပေးနေတဲ့အတိုင်းပေါ့ကျွန်တော် ဘဝတလျှောက်လုံးတခင်ဖျားပြန်ချော့လာတဲ့အတိုင်းအောင်ပြုကြမယ်ဆိုတာကတဘောကြတယ်အဲ့တော့အဲ့ဒီအတိုင်းလေဒီနေ့ကျွန်တော်တို့တင်းတို့တင်တာမိသားစုများအားလုံးပြုတင်တယ်ဆိုတော့ကျွန်တော်တို့အပြည့်ကျွန်တော်တို့တည်ရပါတယ်တော့ကြောင့်မို့ကျွန်တော်တို့အာတဲဥဆရာများနော်အမှုတော်ဆောင်များအားလုံးကဖျားတခင်ရဲ့ယေရှုတော်အပြည့်ကျွန်တော်တို့ကိုဝိညာဉ်ရေးရနိုင်ကျေးဇူးပြုနေတော်သူများဖြစ်တယ်ဆိုတော့ကျွန်တော်အမြဲတမ်းတတိယကိုဖြစ်ပါလေအဲ့ဒီတိုင်းလည်းခံယူထားဖို့ဖြစ်ပါလေ ဒါမှဒါလင်ရှင်နဲ့ကျွန်တော်တို့ကမိမိရဲ့အဲတင်းဦးဆရာလေးတို့လောက်အောင်အမှုတော်ဆောင်တို့လောက်အောင်ကျွန်တော်တို့ကဂုံပြုတ်ခြင်းတို့စိတ်လေးရှိလာမှဖြစ်ပါလေဂျေဆုတင်ခြင်းတို့စိတ်လေးဖြစ်ပေါ်လာမှဖြစ်ပါလေဒါကြောင့်ဒီနေ့ဒီအမှုတော်ဆောင်များကိုဂျေဆုတင်ဂုံပြုတ်တော်နေ့နေ့ထူးနေ့မြတ်မှာယနေ့ကျွန်တော်ဒီလိုဂုံပြုတ်ရအခွင့်ရရှိတာလေတကယ်ပဲမမြတ်ပါလေ ဒါဖျားသခင်ယေရှုပြုလို့ဖြစ်ပါလေဖျားသခင်အခွင့်ပြုလို့ဖြစ်ပါတယ်အကြောင်းကအာကျွန်တော်တို့ခန္ဓာစိတ်ဝိညာဉ်သုံးပါးစလုံးအပြည့်အစုံနဲ့ကျွန်တော်အတင်းတော်မှာရှိနေတဲ့အမှုတော်ဆောင်များကိုကျွန်တော်တို့ကဂုဏ်ပြုကြရအောင်။အားကြောင့်လေသူတို့ကကျွန်တော်တို့ကိုအမြဲတမ်းအာဆူတောင်းပေးနေလို့သူများဖြစ်တယ်။ပြီးတော့နှစ်သိမ့်အားပေးနေလို့သူများဖြစ်တယ်။ပြီးတော့ကျွန်တော်တို့ကိုအာမြဲတမ်းဟိုတမန်တရားလမ်းသေးတို့ဟိုလမ်းပြပို့ဆောင်နေလို့သူများဖြစ်တဲ့အတွက်ကြောင့်မို့ အယောက်စီတိုင်းရင်းနဲ့အာမိမိအတင်းတော်မှာရှိတဲ့အမှုတော်ဆောင်များကိုဂုံပြုဂျေဆုတင်တဲ့လူတို့များဖြစ်ကြပါစေလို့တခင်ခရစ်တော်နာမကိုအမိပြုတဲ့ဆုတောင်းကောင်းကြီးပေးဝင်လာလိုက်ပါတယ်အားလုံးကိုဖျားရှင် ကောင်းကြီးပေးပါစေ